အခုပို့ချပေးမဲ့သင်ခန်းစာကတော့ in case ရဲ့အသုံးပဲဖြစ်ပါတယ် in case ဆိုတဲ့အရာကစရို့အရင်သိနေကြဖြစ်တဲ့ if i f if ရဲ့အသုံးနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့ if ရဲ့အသုံးနဲ့အတူတူပဲဖြစ်တယ်ဆိုတော့အကယ်၍လျှင် တကယ်လို့လျှင်ဆိုတဲ့အရာနဲ့ပဲအတူတူထားသုံးပါမယ် ဲ့တော့ကျွန်တော်ကြည့်လိုက်အောင်ပါစာကြောင်းလေးကိုဖတ်ကြည့်ပါမယ် I always take an umbrella in case it's rain ကျွန်တော်ဟာအမြဲတမ်းထီးယူသွားလိမ့်ရှိတယ် in case it's rain တကယ်လို့များမိုးရွာလာမယ်ဆိုရင်ဟလာတကယ်လို့မိုးရွာမယ်ဆိုရင် तू ကမိုးရွာမှာကိုစိုးတဲ့အတွက်မိုးရွာလာလို့ရွာ냐ဒါကြောင့် तू ကအမြဲတမ်း ठी ကိုဆောင်းသွားတယ် if ရဲ့သုံးတဲ့အတူတူပဲဖြစ်ပါတယ် let us buy the chicken ငါတို့ကြက်သားသွားဝယ်ကြအောင် in case peter comes တကယ်လို့များ peter လာရင်တကယ်လို့များ peter လာရင်လို့ပြောလိုက်တဲ့ဟာက peter လာလို့ရှင်ငါတို့ချက်ပြုတ်ထားလို့ရအောင်ကြက်သားသွားဝယ်ကြရအောင်အဲ့ဒီသဘောပြောတာဖြစ်ပါတယ် နောက်တစ်ခုဆက်ကြည့်ပါမယ် in case pockets in case i forget တကယ်လို့ကျွန်တော်သတိမိမှာဆိုတဲ့အတွက်ကြောင့် remind me remind me ဆိုတာငါ့ကိုသတိပေးပါဦး remind ဆိုတာသတိပေးတယ်တကယ်လို့ငါသတိပေးသွားခဲ့ရင်ကွာ remind me ငါ့ကိုသတိပေးပါ to check စစ်ဆေးဖို့ the tire pressure tire လေးပေါ့ တာယာရဲ့ဆရာလို့ကားတာယာရဲ့လေဖီအား before we load off the car load up ဆိုတော့ window ဝင်ဖို့တင်တာကားပေါ့ဦးငါတို့ပစ္စည်းတွေမတင်ခင်မှာကားမှာမော်တော်ကားမှာရှိတဲ့လာတာယာလေဖီအားကိုစစ်ဆေးဖို့အတွက်ငါ့ကိုသတိပေးပါငါသတိမိသွားမှဆိုလို့အဲ့ဒီဟာကိုဆရာတော့ in case i forget တကယ်လို့များငါသတိမိသွားမှဆိုလို့ငါ့ကိုသတိပေးပါအဲ့ဒါကိုဆရာတော့ in case နဲ့သုံးပါတယ် I fill up the car with petrol. Petrol ဆိုတော့ဆရာတို့ဓာတ်ဆီပေါ့နော်။အမေရိကန်မှာတော့ gas လို့ပဲသုံးပါတယ်။ငါရဲ့ကားလေးကိုငါစီပြည့်အောင်မယ်။ In case you need to go to Brighton. Brighton ဆိုမြို့ပါ။တကယ်လို့များမင်းမြို့ဟလား Brighton မြို့ကိုမင်းသွားဖို့လိုအပ်တဲ့ဆိုရင်ငါကားကိုစီပြည့်ဖို့လိုလိမ့်မယ်။ငါကားကိုစီပြည့်ရမယ်။ နောက်တစ်ခုဆက်ကြည့်ပါမယ်နောက်တစ်ခုကကြတော့ဆရာတို့က in case of ဟုတ်ပြီ in case နဲ့ in case of နဲ့ဘယ်လိုကွာသလဲဆိုရင် in case မှာသူ့ရဲ့နောက်က subject verb ပါတဲ့ဆရာတို့ sentence လိုက်ပါတယ်စာကြောင်းလိုက်ပါတယ် in case of မှာကြတော့ sentence မလိုက်တော့ဘဲနဲ့နောက်က noun လိုက်ပါမယ် ဲ့တော့နောက်လိုက်မှာဖြစ်တဲ့အတွက်တော့ကစာကြောင်းဟာပြည့်စုံစရာမလိုတော့ပါဘူးဖတ်ကြည့်ပါမယ် in case of fire လို့ပြောလိုက်တာကတကယ်လို့မီးလောင်နေဆိုရင် in case of fire တကယ်လို့မီးလောင်နေဆိုရင် exit ထွက်လိုက်ပါ ထွက်သွားပါထွက်ပေါက်ပေါ့တော့ exit ကိုဆိုရင်နောင်လို့သုံးရင်ထွက်ပေါက်ဒီထွက်ပေါက်ကနေထွက်သွားပါခရိယာလို့သုံးတိုင်းဒီထွက်ပေါက်ကနေထွက်ပါ from the building by the stair အစာအုပ်စီမှ by the stairs ဆိုတာလှေကားဖြင့်အစာအုပ်ကနေလှေကားနဲ့ထွက်သွားပါ do not attempt do not attempt ဆိုတာကမကြိုးစားနဲ့ to use the lift lift ဆိုတာဓာတ်လှေကားဓာတ်လှေကားကိုအသုံးပြုဖို့မကြိုးစားပါနဲ့အစာအုပ်ကပဲလှေကားနဲ့ထွက်သွားဖို့အထွက်ပေါက်ကနေထွက်သွားပါ in case of fire အဲ့တော့ in case of ရဲ့နောက်မှာနောက်မယ်လိုက်ပါမယ် in case of difficulty in case of difficulties or make ခဲရှိလဲရှိတယ်ဆိုရင် phone this help line ဖုန်းဆက်လိုက်ပါဒီအကူအညီပေးနိုင်တဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်လိုက်ပါလို့အဲ့လိုအသေးပဲရပါတယ်နောက်တစ်ကြောင်းဆက်ကြည့်ပါမယ် in case of no in case of emergency ဟလား in case of emergency တကယ်လို့များမင်းအရေးပေါ်ဖြစ်လာတယ်ဆိုရင် contact me ငါ့ကိုဆက်သွယ်ပါတကယ်လို့များအရေးပေါ်ဖြစ်လာတယ်ဆိုရင်ငါ့ကိုဆက်သွယ်ပါများသောအားဖြင့်ရတော့ဆရာတို့ in case of ကိုခေါင်းစဉ်နေမှာလဲသုံးတတ်တယ်ဟုတ်ပြီလားခေါင်းစဉ်နေမှာမ in case of storm storms are mountain ပေါ့တကယ်လို့မုန်တိုင်းကြလာရင်ဟုတ်ပြီလားအဲ့လိုမျိုးလေးပေါ့ခေါင်းစဉ် အင်ကိစ်အော့ဖ်ဒ်တီချာတကယ်လို့ဆရာဖြစ်ရင်အဲ့လိုခေါင်းစဉ်မျိုးတွေမှာ in case of ကိုတုံးတက်တယ် in case ရဲ့အဓိပ္ပာယ်ဟာ if နဲ့အတူတူပါပဲဒါကတော့ဒီကနေ့ပို့ချတဲ့ in case ရဲ့အတုံးပဲဖြစ်ပါတယ်